ိန်ကလေးတွေတယောက်တည်းရှိနေခြင်းတွေးတောနိုင်တဲ့အရာများအကြောင်းကိုတင်ဆက်ပေးခြင်းပါတယ်။သူတို့ရဲ့အတွေးတွေဟာလူတဦးချင်းစီပေါ်မူတည်ပြီးတော့ကွဲပြားနိုင်လို့တဲ့အတွက်ရေပုံရအဖြေတစ်ခုတည်းတော့မရှိနိုင်ပါဘူး။မိန်ကလေးတယောက်တည်းရှိနေခြင်းမှာဘာတွေတွေးတောနေလဲဆိုတာသူ့ရဲ့လက်ရှိအခြေအနေစိတ်ခံစားမှုဇေယျလက္ခဏာနဲ့သူမရဲ့လက်ရှိလိုအပ်ချက်များပေါ်လုံးဝမူတည်နေပါတယ်။ဒါပေမဲ့အများစုအတွေ့အကြုံများနဲ့စိတ်ပညာလေ့လာမှုများပေါ်အခြေခံပြီးအမျိုးသမီးတူ ဒါမှမဟုတ်ဘယ်သူမဆိုတူးနဲ့ရှိနေချိန်မှာပေးတော်နိုင်တဲ့အကြောင်းအရာများနဲ့ဥပမာများကတော့အောက်ပါနိုင်မယ်ဖြစ်ပါတယ်။တွီတော်မိတာတွေကတော့လက်ရှိဘဝကိစ္စတွေနဲ့တာမဝတ်တရားတွေဖြစ်တတ်ပါတယ်။ဒါတွေကတော့နေစဉ်ဘဝမှာတွီတော်ဖြစ်နေရှိတဲ့လက်တွေ့ကြတဲ့အကြောင်းအရာများဖြစ်ပါတယ်။လုပ်စရာစီရင်များ to do list မင်းပြန်ပါ request ဖို့လို့လဲအကျွေးရစရာပေးစရာတွေကျမ်းမာရေးကိစ္စတွေအလုံးနဲ့အသက်မွေးဝမ်းကြောင်းဒီလိုကိုဘယ်လိုစကန်ရမလဲအလုံးမှာယာထူးတိုးဖို့ကိစ္စ အဲ့လိုပြောင်းရင်ကောင်းမလားစသဖြင့်တွေးတောတကြပါလေဒါအပြင်အိမ်နဲ့အခန်းတွေတန်ရှင်းနေရဲ့လားအမေနဲ့ဖုန်းပြောတင်သလားညစာပါချင်ကောင်းမလဲစသဖြင့်လည်းတွေးတောနေတတ်ကြပါလေဆက်စာရေးနဲ့လူမှုရေးကိစ္စနဲ့ပတ်သက်ပြီးတယောက်တည်းရှိနေချိန်မှာအခြားသူတွေနဲ့ပတ်သက်တဲ့မိမိရဲ့ဆက်စာမှုတွေကိုပြန်လည်သုံးသပ်ဖို့ရှိပါတယ်တကယ်ချင်းတွေနဲ့ပတ်သက်ပြီးတကယ်ချင်းဘသူကိုသတိရတယ်လွမ်းနေစာဖို့ကြည့်ရမလားဟိုတယောက်ကမနေ့ကငါပြောတာရိုင်းပြသွားလားစသဖြင့်တွေးတတ်ကြပြီး ရည်စားရှိတဲ့သူဆိုရင်တော့ဒီအချက်ကြီးကငါလိုချင်တဲ့လမ်းကြောင်းကိုတွားနေတာဟုတ်ကောဟုတ်ရောလား။သူသာပိုချစ်ပေးတတ်ရင်ကောင်းမယ်။ခုချိန်မှာသူ့ကိုတွေ့တင်လိုက်တာစသဖြင့်တခြားပေါင်းတဲ့ဆက်စားရေးကိစ္စတွေနဲ့ပတ်သက်ပြီးတော့ပြန်လည်စဉ်းစားခြင်း၊လူမှုရေးခြေနေတာကိုစီစဉ်ခြင်းဒါမှမဟုတ်ပဋိပက္ခသူ့ကိုဘယ်လိုဖြည့်ရှင်းရမလဲဆိုတာစီစဉ်ခြင်းစသဖြင့်တွေ့တော့စီစဉ်တတ်ကြပါရစေ။ဒါအပြင်အနာဂတ်အစီအစဉ်များအိမ်မက်စိတ်ကူးများနဲ့တဝရရှိနေခြင်းဟာ ိုကိုကိုဆင်ကျင်သုံးသပ်ဖို့အစီအစဉ်ဆွဲဖို့အကောင်းဆုံးအချိန်ယူတတ်ကြပါတယ်။ရီမန်ချက်တွေနဲ့ပတ်သက်ပြီးငါရဲ့ရည်ရှိပန်းနိုင်ကဘာတွေလဲ၊ဘယ်ကိုခီးသွားခြင်းလဲ၊အဲ့ဒီအတွက်ဘာတွေစုဆောင်းတဲ့လဲစတာတွေကိုစဉ်းစားတတ်ကြပါတယ်။စိတ်ခံစားမှုများစီမံဆောင်ရွက်ခြင်းနဲ့ကိုပိုင်ယူဆိုင်မှုအတွင်းစိတ်ခံစားချက်တွေကထွက်ပေါ်လေးရှိပါတယ်။ဆိုရင်ပူပန်မှုအနေနဲ့ငါရဲ့ဘဝလုံးကြုံရဲ့လားပူပန်စရာကိစ္စနဲ့ပတ်သက်ပြီးအဆင်ပြေပါစေလို့နှိုးနှင်းတက်ကြပြီးဖန်တီးမှုဆိုင်ရာအတွေးတွေနဲ့ဝဒနာဇလံ ဒါမှမဟုတ်အလုပ်ကိစ္စတစ်ခုစိတ်ကူးတစ်ခုကိုဖော်ထုတ်တတ်ကြပါတယ်စိတ် အပန်းဖြေတဲ့အနေနဲ့စိတ်ကိုလုံးဝရှင်းထုတ်ခြင်းတိတ်ဆိတ်မှုကိုခံစားခြင်းဒါမှမဟုတ်ရှုပ်ထွေးတဲ့အရာတစ်ခုမှမစင်စားဘဲနေချတဲ့ခိုက်တံကိုနှစ်သက်ခံစားတတ်ကြပါတယ်အထုပ်အပြင်ပြောရမယ်ဆိုလို့ရှိရင်တဝူးတင်းနေရခြင်းကအတွင်းစိတ်စကားပြောစုမှုအတွက်အရေးကြီးတဲ့နေရာကိုပေးတတ်ပါတယ်အဲ့ဒါတွေကတော့နေ့စဉ်လူမှုဆက်ဆံရေးနဲ့မျက်နှာပြင်အောက်မှာစင်ဆက်မပြတ်စီးဆင်းနေတဲ့အတွေ့အကြုံအမှတ်တရများနဲ့အမှတ်တရများပဲဖြစ်ပါတယ် ဒါဟာမိမိကိုယ်ကိုစီမံခန့်ခွဲခြင်းအတွေ့အကြုံများကိုစီမံဆောင်ရွက်ခြင်းနဲ့မိမိရဲ့အတွင်းစိတ်ကိုအားပြန်သွင်းခြင်းတွင်အချိန်တည်းဖြစ်ပါတယ်။